အမေရိကန်ဆိုရရန်ရတွေရပ်တန့်ထားတာ၃ရက်မြောက်တဲ့အောက်တိုဘာ၃ရက်ဒီကနေ့ဝါရှင်တန် DC ဒေသစံတော်ချိန်မနေ့၁၇နှစ်ခွဲမှာအထက်လွှတ်တော် CEO ဘက်တွေပြန်ဆနေပါပြီ။အောက်လွှတ်တော်မှဒီကတော့ဒီကနေ့ဝါရှင်တန်ဒေသစံတော်ချိန်ညနေ၃နာရီခွဲမှာအစည်းအဝေးပြန်ဆကြပါမယ်။လွှတ်တော်မှတေကြားသဘောတူညီမှုမရနိုင်တာကြောင့်ဘတ်ဂျက်ကိုအတိမပြုနိုင်ခဲ့ရာကနေအဆိုရရန်ရလက်ပတ်မှုတွေရဆိုင်ခဲ့ရတာကြောင့်တနည်းနည်းနဲ့အဆိုရပြန်လက်ပတ်နိုင်အောင်ဆွေးနွေးကြလိမ့်မယ်လို့မျှော်လင့်ရပါတယ်။အမေရိကန်မှာအခုလိုအဆိုရရန်ရ ရနာထားရတဲ့အတွက်တိုင်းပြည်စည်းဝါးရေးကိုဘလောက်ထိထိခိုက်နှင်နာစေသလဲ GDP လို့ခေါ်တဲ့ပြည်တွင်းအသက်တင်ကုန်ထုတ်လုပ်မှုဆွမ်းအားကိုရောဘလောက်ထိကျဆင်းသွားနိုင်သလဲဆိုတဲ့တွက်ချက်မှုတွေလည်းရှိပါတယ်လက်ရှိ ရတ်တန့်မှုကအမေရိကန်စည်းဝါးရေးကိုတည်င်းပတ်တစ်ပတ်မှာဒေါ်လာ9ဘီလီယံလောက်ဆုံးရှုံးမှုရှိစေနိုင်တယ်လို့စည်းဝါးရေးပညာရှင်တွေကသုံးသပ်ပါတယ်။ GDP အဖြစ်တော့3.1%ခန့်လုံးရော့ကျသွားနိုင်တယ်လို့ဆိုပါတယ်။ အရင်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပထမသမ္မတတက်တန်းအတွင်းဖြစ်ခဲ့တဲ့အစိုးရရန်ရီတွေရပ်တန့်ခဲ့တော့ကတော့အချိန်အဖြစ်35ရက်ကြာခဲ့တာမှာငွေကြေးအဖြစ်ဒေါ်လာ17ဘီလီယံဆုံးရှုံးမှုရှိခဲ့တယ်လို့ပါတီနီယာစလုံးနဲ့စုပေါင်းဖွဲ့စည်းထားတဲ့လွတ်တော်ဘတ်ဂျက်ရုံး CBO ကထုတ်ပြန်ထားပါတယ်။အဲ့ဒီထက်ကဒေါ်လာ3ဘီလီယံကတော့လုံးဝအစားထိုးပြန်မရတော့တဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ဆိုပါတယ်။2023ခုနှစ်သမ္မတဘာရက်ကိုဘားမားလက်ထက် 16ရက်ပိတ်ခဲ့ရတော့ကတော့ GDP ကိုထိခိုက်မှုဟာဒေါ်လာဘီလီယံ20ရှိခဲ့တယ်လို့ဆိုပါတယ်။ရေဘူးအားဖြင့်အစိုးရရန်တရားလက်ပတ်မှုတွေရဆိုင်သွားရင် အစုချေရာဈေးကွက်ကိုထိခိုက်လို့မရှိသလိုအခုဒီချိန်မှာလည်းထိခိုက်မှုရှိတာကိုမတွေ့ရပါဘူးခင်ဗျာ။ကျွန်တော်ဇောင်းလိုက်ပါ။